အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပြီးတော့မယ့်ပုံမြင်လေးကတော့စားစရာတွေကြောက်စရစ်ခဲထဲချက်တဲ့ချွေးမဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအဲနာပါဗီနီတောင်းဆိုတဲ့မင်္ဂလေးကတော်တော်လေးကိုပြင်းရှိလုံးနေမင်္ဂလေးတယောက်ပဲဖြစ်ပါတယ်သူမကဘာအလုပ်တခုကိုမှမလုပ်ချင်ပါဘူးသူမရဲ့မကောင်းတဲ့အကျင့်တွေကြောင့်သူမမိခင်ဖြစ်သူစီမအမြဲတမ်းအဆူပိုခံရလေးရှိပါတယ်။ကဲသမီး အမေပန်းပင်ရေလောင်းခိုင်းထားတယ်ရေလောင်းထားပြီးပြီလားအာအမေကလည်းသမီးရေလောင်းပြီးပြီအမေသမီးကိုရေလောင်းပါလို့ပြောလိုက်တဲ့ချိန်ကလေးကသမီးသွားပြီးတော့ရေလောင်းထားလိုက်ကြလေအေးဟုတ်ပါတယ်အောက်ထပ်မှာရှိတဲ့ပန်းမင်တွေအားလုံးကိုတော့နေရေလောင်းထားတာငါတွေ့ပါတယ်ဒါပေမဲ့အပေါ်ထဲမှာရှိတဲ့ပန်းအိုးတွေအားလုံးကိုရောဘယ်သူကရေသွားလောင်းမယ်လို့ထင်လဲအမေကလည်းရေပိုက်ထဲမှာရေကုန်သွားလို့သမီးနောက်တစ်ခေါက်ရေဖြည့်ရမှာအရန်ကိုပြင်းတာနဲ့ရေလဲထပ်ပြီးတော့မဖြည့်လိုက်တော့ အမေကလည်းတမီရေလောင်းဆိုလိုလောင်းပြီးသွားပြီးထပ်ပြီးတော့မခိုင်းပါတော့နဲ့နော် အခုတမီအရန်ကိုကြိုက်တဲ့ TV series တစ်ခုကလည်းလာတော့မှဆိုတော့တမီအဲ့ဒါကိုထိုင်ကြည့်ရောမလို့တမီရဲ့နင်ဘာလို့အလောက်တောင်ပြင်းရှိလုံးနေရတာလဲနင်ဒီပုံစံအတိုင်းပြင်းရှိနေမယ်ဆိုရင်တော့ရခမအိမ်ကိုရောက်သွားတဲ့အခါဘလို့လောက်ကြမလဲအိမ်မှာအလုပ်တွေအားလုံးနင်တယောက်ထဲလုပ်ရမှာနော်ပြင်းရှိနေမယ်ဆိုရင်တော့ဘာအလုပ်မှဖြစ်မှာမဟုတ်ဘူးပြီးတော့အလုပ်တွေကိုအမြန်အမြန်လုပ်တယ်ဆိုတာကလည်းမကောင်းဘူး အမေကလည်းလက်ထပ်ပြီးတော့မှဖြစ်လာမယ့်အကြောင်းတွေကိုဘာဖြစ်လို့အခုတည်းကလာပြောနေရတာလဲအခုလောလောဆယ်တမီရုပ်ရှင်ကြည့်ရအောင်မယ်အမေနဲ့တော့တမီနောက်မှပဲစကားပြောတော့မယ်ဒါကတော့သူမရဲ့နေ့စဉ်တွေတိုင်းလုံနေကြအခြင်းတွေပဲဖြစ်ပါတယ်ရဲ့အနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာသူမလက်ထပ်သွားခဲ့ပါတယ်ချွေးမလေးရဲ့နင်ဘာလုံနေတာလဲပဲအိုးတဲထားတာလားပြီးတော့ထမင်းအိုးကရောတဲပြီးသွားပြီလားဘလို့မဆိုချွေးမလေးရဲ့နင်အလုပ်လုပ်တာတော်တော်လေးကိုမြင်ရတယ်နော်ကောင်းတယ်ကောင်းတယ်အလုပ်ကိုအမြန်အစံလုပ်တော့လေအမြန်ပြီးတော့ကောင်းတာပေါ့ ါပေါ်အမေရဲ့အလုပ်ကိုအလင်းအမြန်ပဲလုပ်တဲ့နယ်လေကျမကအရင်တုန်းကလေးကအလုပ်ကိုအမြန်အစမ်းပဲလုပ်ကင်နေကြအမေရဲ့သူကလေအလုပ်ကိုလေရင်လုံမျိုးပဲလဲနေအောင်လုပ်တာနော် သူ အလုပ်လုပ်တာတအားကိုမြန်လုံးနဲ့မြန်လုံးတော့လေအမားတွေပါတာပေါ့ဒီမှာသူကကျဲသီးတွေကိုလည်းမှားပြီးတက်ထားသေးတယ်။အော်သားလေးရဲ့ချွေးမလေးကိုအလုပ်သွားရှုံမနေပါနဲ့သူမှနောက်ထပ်လုပ်ရမယ့်အလုပ်တွေအများကြီးရှိသေးတယ်။ကျဲသီးတက်မှာမလားပေးပေးပေးအမေကိုယ်တိုင်ပဲတက်ပေးလိုက်တော့မယ်။ သူကအလောက်ကိုအမြန်အမြန်လောက်တာဆိုတော့တခါတလေမှယွင်းသွားတတ်တာကတော့တဘာဝပါပဲလေဟုတ်တယ်ရှင်ပြောတာမှန်တော့လဲမှန်တယ်ကျမကလေရင်ပြန်လိုမျိုးအမြန်အစမ်းပဲလောက်တတ်တယ်ကျမအလောက်ကိုအမြန်လောက်လို့လေအလောက်တွေအကုန်လုံးကအမြန်အစမ်းပြီးစီးသွားတာပေါ့ဒါဘလောက်တောင်မှကောင်းလိုက်တယ်လေအခုအားသွားပြီဆိုတော့ကျမအရန်ကိုကြိုက်တဲ့ TV show သွားကြည့်လိုက်အောင်မယ်နော်ငါချွေမလေးကတော့ TV ကြည့်ရတာတော်တော်လေးသဘောကျတာပဲနော်ကြည့်ရတာတပိုင်းမှမလွတ်အောင်လို့ကြည့်နေနေတူပါတယ်ဟုတ်တယ်မေရေကျမကတော့အပိုင်းတပိုင်းမှအလွတ်မခံနိုင်ဘူး အခုလည်းတပိုင်းလွတ်သွားမှာဆိုလို့ဒါနဲ့အမေတိလားဗာရရှားကအခုဆိုရင်တော့ကိုဝင်ထပ်ပြီးတော့စောင့်ထားရပြီဒီနေ့အပိုင်းမှာအရာကိုပြရမှာလေဒီမှာကတော့အရန်ကိုသဘောကျတဲ့တီဗီအကြောင်းလေးကိုပြောပြနေခဲ့ပါတယ်ရောက်ခမဖြစ်တော့ကတော့ချွေးမလေးကကြိုးစားပန်းစားအလုံးလုံးတက်ပြီးအလုံးတွေကိုလည်းအလင်အမြန်လုံးတက်တယ်လို့ထင်မှတ်နေခဲ့ပါတယ်ခဏနေတော့ဗီနီတာကအားလုံးစားတော့ဖို့အတွက်ညစာပြင်ဆင်ချက်ပြုတ်ပေးလိုက်ပါတယ်ရာဂျေ့ရှ်ကလည်း ပဲခင်တစုံပဲစားရောက်ပါသေးတယ်။သူရဲ့ပါဇက်ထဲမှာခဲလုံးတွေနဲ့ကြောက်စလစ်ခဲတွေကိုကင်မိသွားခဲ့ပါရဲ့။ဒါပါလေကြောက်စလစ်ခဲတွေချွေးမလေးရေဒါဘလို့ဖြစ်တာလဲပဲရဲကနေပြီးတော့ကြောက်စလစ်ခဲတွေထွက်လာတယ်။ဘာဖြစ်လို့ကြောက်စလစ်ခဲတွေထည့်ထားရတာလဲ။ထားလိုက်ပါတော့မေရဲ့သူကပဲရဲကိုတဲသေးချာချာမရွေးထားဘူးနဲ့တူပါရဲ့။ဒါပါလေငါရဲ့ပဲဟင်တဲမှာလဲကြောက်စလစ်ခဲအကြီးပဲ။အမလေးဒါကိုဝါမီတော့ငါသွားပါကြိုးတော့မလို့ဟဲ့။ချွေးမလေးရေနေပဲဟင်ကိုဘလို့ချက်ထားတာလဲကြောက်စလစ်ခဲတွေကြီးပဲ။ နင်ကဒီဘယ်ရီကိုတသေးချာချာပြုတ်ပြီးတော့မရွေးထားဘူးလားကျမဘယ်ရီကိုတေချာဆေးပြီးတော့မှချက်ပြုတ်ထားတာပါအမေရဲ့ဘယ်ကနေဘလို့ဖြစ်ပြီးတော့ဒါရီရောက်လာလဲမသိဘူးအရင်နေ့မှာပထမဦးဆုံးအကြိမ်ဖြစ်ခဲ့ရပါဒါကြောင့်ဗီနီတာရဲ့ရခမနဲ့ယောက်ျားနှစ်ယောက်လုံးကတိတ်ပြီးတော့မဆူဘူးခဲ့ကြပါဘူးသူတို့ကကြောက်စနစ်ခဲရီဖဲပြီးနောက်မှာတော့ထမင်းကိုဆက်လက်စားတောက်ခဲ့ကြပါတယ်နောက်နေ့မှာဗီနီတာရဲ့ရခမဖြစ်သူကဈေးထဲကဟင်းသီးဟင်းရွက်တွေဝယ်ပြီးပြန်လာခဲ့ပါတယ်ဒီအချိန်မှာပဲအိမ်နီးချင်းအမျိုးသမီးတစ်ယောက်နဲ့တွေ့ခဲ့ရပါတယ် ဘလို့ဖြစ်တာလဲဒီနေ့ဟင်းနှုံးွယ်ရွက်တွေဝယ်လာခဲ့ရလားကျမဈေးတစ်စေးလုံးမှာဟင်းနှုံးွယ်ရွက်လိုက်ရှာခဲ့တာဒါပေမဲ့ဘယ်မှမရှာလို့မတွေ့ခဲ့ဘူးဟုတ်တယ်ကျမလည်းဈေးတဲ့ကိုတွားပြီးတော့လိုက်ရှာခဲ့တာပေါ့ကျမလည်းမတွေ့တာနဲ့ပြန်လာနေခဲ့တာလေလမ်းမှာရာဂျေ့ရှ်နဲ့တွေ့တဲ့အခါကျတော့သူကကျမကိုဒါရီပေးလိုက်တာအခုဒီဟင်းနှုံွယ်ရွက်တွေအားလုံးကိုရှင်းတာအချိန်ကတော့ကုန်အောင်မယ်ကဲကဲကဲဒါဆိုလို့ရှင်တော့ကျမသွားအောင်မယ်ရှင်ညနေစောင်းနေပြီဒါရီအားလုံးရှင်းပြီးတော့ချွေးမလေးကိုချက်ပြုတ်ခိုင်းရမယ် ကျမသားလေးကလည်းဟင်းနှုတ်ရွယ်အရန်ကြိုက်တာလေအားဒါကြောင့်ဒီနေ့ဒါလေးလုပ်မယ်ကောင်းတာပေါ့ရှင် ကောင်းတာပေါ့ချွေးမအစ်စ်လေးကဟင်းချက်တော်လားသူကိုယ်တိုင်ချက်ကျွေးတဲ့အရသာရှိတဲ့ထမင်းဟင်းတွေကို စားနေရတော့ဝမ်းသာနေကြမှာပေါ့စိုက်ပူမနေပါနဲ့ဟဲ့ငါဟင်းချက်လို့ပြီးသွားတဲ့အခါကျလို့ရှင်တော့ငါသားလေးနဲ့ဟင်းတစ်ခွက်ပို့ခိုင်းလိုက်မယ်ဟုတ်ပြီလားချွေးမအစ်စ်လေးကိုယ်တိုင်ချက်ပြုတ်ထားတဲ့အစားအသောက်တွေကိုနင်းလဲစားကြည့်လိုက်ပေါ့သူကထမင်းဟင်းချက်ပြုတ်တာကောင်းတယ်တော်လဲတော်တယ်အေးအေးအေးဟုတ်ပြီဟုတ်ပြီ ဒါဆိုရင်တော့ချွေးမတက်လေချက်ပြုတ်ထားတဲ့စားတောက်တွေဘလောက်ထိအရသာရှိလဲဆိုတော့ငါလည်းစားကြည့်ချင်တယ်။ကျိုင်းတီပေါ့ပို့ပေးလိုက်နော်ငါစောင့်နေမယ်တိလား။ငါထမင်းကိုတော့နောက်ကြမှစားလဲဖြစ်ပါတယ်။နင်ဟင်းလာပုံမဲ့အချိန်ကိုတော့ငါစောင့်မယ်။ဒီလိုနဲ့အိမ်နီးချင်းကလည်းအိမ်ကိုပြန်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ဟင်းနုနရွတ်တွေအားလုံးကိုရှင်းပြီးနောက်မှာတော့ချွေးမလေးကိုပေးလိုက်ပါတယ်။ချွေးမလေးကတော့ဖုန်းစကားပြောနေရင်လည်းအရွက်တွေကိုတန်ရှင်းရင်ထပ်လုပ်ပါတယ်။သူမကအရွက်တွေကိုစင်းနေရင်ဖုန်းပြောနေရဖြစ်တဲ့အတွက်ကြောင့်အရွက်တွေကိုပြောင်းအောင်မစိမ်းနိုင်ခဲ့ပါဘူး။ သူမကအရွက်တွေကိုတစ်ခါပဲဆေးပြီးနောက်မှာတော့ပြုတ်လိုက်ပါတယ်။ဒီနောက်သူမဖုန်းစကားဆက်လက်ပြောဆိုနေခဲ့ပါတယ်။ဒီအချိန်ကျတော့မှသူမဟင်းချက်ဖို့အတွက်ကြမ်းနေသေးတယ်ဆိုတာကိုသတိရသွားခဲ့ပါတယ်။ငါအခုဟင်းချက်ရအောင်မယ်ညနေခင်းဆိုရင်လေအိမ်မှာအလုပ်တွေတအားများတာ။ဒါနဲ့နင်ဟင်းနွယ်ရွက်ကိုပြုတ်ထားတာလား။နင်ဒီဟင်းသီးဟင်းရွက်တွေအလုံးကိုတေးချစေးနော်။အဲ့ဒီဟင်းသီးဟင်းရွက်တွေကသဲတွေ၊ရှော့တွေ၊ကြောက်စလစ်ခဲတွေအများကြီးပဲကြမ်းနေတတ်တယ်။တေးချမစေးဘူးဆိုရင်တော့စားတဲ့အခါကျလို့ရှင်တော့ကြောက်စလစ်ခဲကိုက်မိပြီပဲ။ ်အမလင်ငါမအလောက်ထိအချိန်အများကြီးမရှိဘူးငါအရွက်ကိုတစ်ခါပဲဆေးပြီးပြီဆိုတာနဲ့တစ်ခါနဲ့ပြုတ်ဖို့အတွက်ထည့်ထားလိုက်တော့တယ်ငါကတရက်တရက်ဓာရီကိုပဲလုံနေရမှာလားငါမတခြားအလုပ်တွေအများကြီးလည်းရှိသေးတယ်ဟဲ့ဒီလိုနဲ့သမားကလည်းဟင်းတွေကိုချက်ပြုတ်ခဲ့ပါတယ်ချက်ပြုတ်ပြီးသွားတဲ့အခါမှာယောက်ျားနဲ့ယောက်ျားမဖြစ်တော့ကဟင်းကိုစားကြည့်လိုက်တာနဲ့ကြောက်စရစ်ခဲထမှန်ကင်ပြီးသွားခဲ့ပြန်ပါတယ်ဒုက္ခပဲဓာရီကိုထပ်ပြီးတော့မစားနိုင်တော့ဘူးရှုံတွေလည်းပါတယ်ကြောက်စရစ်ခဲတွေလည်းပါနေတယ်ကဲအမှန်အတိုင်းပြောစမ်းချွေးမလေး နင်းဒီဟင်းဒီဟင်းရွက်တွေကိုဘယ်နှခောက်ဆေးလဲအမေရလည်းကျမအနည်းဆုံး၄ငါခောက်ဆေးတယ်ကျမတော့မသိရပါဘူးအမေရဲ့ကျမစားကြည့်တာကတော့ဘာမှခဲလို့မပါဘူးဒီအချိန်မှာရောက်ခမဖြစ်တော့ကတဘောပေါက်နားလေသွားခဲ့ပါတယ်ချွေးမလေးကအရန်ကိုပြင်လွန်တဲ့အတွက်ကြောင့်မလို့ဟင်းဒီဟင်းရွက်တွေကိုကောင်းကောင်းမဆေးကြောဘူးဆိုတာကိုပါဒါကြောင့်ရောက်ခမကလည်းသူ့ကိုယ်တိုင်ပဲထမင်းဟင်းတွေကိုချက်ပြုတ်ဖို့အတွက်စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်နောက်နေ့ရောက်ရှိသွားခဲ့တဲ့အခါမှာတော့ မေဘလို့ဖြစ်တာလဲအမေရဲ့မိဘကန်ထဲမှာဘာလုပ်နေရလဲကျမကိုယ်တိုင်ထမင်းဟင်းချက်မှာပေါ့အမေရဘာဖြစ်လို့မိဘကန်ထဲမှာနေနေရတာလဲအေးပါအေးပါချက်ချက်နင်ချက်ပြုတ်တဲ့ပုံစံကိုငါဒီနေ့ကြည့်မလို့ပါငါကိုယ်တိုင်ချက်ပြုတ်ဖို့အတွက်မဟုတ်ဘူးကဲအရင်ဆုံးပဲရီကိုတသေးချာချာရွေးလိုက်ရွေးပြီးသွားတော့မှရေသေးချာဆေးပြီးသွားတဲ့အခါကျရင်ပြုတ်ဒုက္ခပဲဒီနေ့တော့ငါတရက်လုံးမိဘကန်ထဲမှာပဲအချိန်ကုန်တော့မယ်နဲ့တူတယ်ဒီနေ့ငါအရန်ကြိုက်တဲ့ TV ကိုလည်းကြည့်လို့မရတော့ဘူးဘာလို့နေရလဲဗီနီတာ ။စံကိုလည်းထုတ်ထားပဲကိုလည်းထုတ်ထား။အဲ့ဒီထဲကနေပြီးတော့ကြောက်စရစ်ခဲတွေရွေးထုတ်လိုက်နော်။ဗီနီတာကပဲရီကိုတန့်ရှင်းပါတယ်။ဗီနီတာကတော့စံတွေပဲရီရွေးနေရင်းနဲ့ကြောက်စရစ်ခဲလေးတွေတွေ့ပါတယ်။သူမတွေ့ခဲ့ရတဲ့အခါမှာအံအားသင်သွားခဲ့ပါတယ်။ဘယင်တုံးကတော့သူမဘယ်တုံးကမှတန့်ရှင်းမလုပ်ခဲ့ပါဘူး။တွေ့လာချွေးမလေးရဲ့နင်ပဲရီကိုမရွေးဘူးဆိုရင်တော့အဲ့လိုမျိုးကြောက်စရစ်ခဲရီအများကြီးပါနေမှာ။နင်ထမင်းဟေးကောင်းကောင်းချက်တတ်တယ်ဆိုလို့ရှင်တော့လိုအပ်တဲ့အလုပ်တွေကိုလည်းကောင်းကောင်းလုပ်ဖို့ ။ဘာဖြစ်လို့ကျောက်စလစ်ခဲရီပေါအောင်ချက်ရလဲ။အဲဒါကြောင့်ဆန်တွေဘဲရီကိုတဲတဲချာချာရွေး။ဒါဆိုရင်တော့ကျောက်စလစ်ခဲတလုံးမပါမှမဟုတ်တော့ဘူးချွေးမလေးရဲ့။ကဲဒါဆိုရင်တော့ဟုတ်ပြီ။ဒီနေ့ပဲနဲ့အာလူရောကြော်လိုက်တော့ဟုတ်ကဲဟုတ်ကဲကောင်းပါပြီအမေကျမကောင်းကောင်းလုပ်ပါမယ်နော်။အေးဒါဆိုရင်တော့အာလူတွေကိုထပ်ပြီးတော့လှီးဖြားလိုက်တော့ငါဘဲရီကိုလည်းတန့်ရှင်းရေလုပ်ပေးထားတယ်။အာလူနဲ့ဘဲကိုရောပြီးတော့မစေးနဲ့တတ်တတ်စီခွဲပြီးတော့စေးနော်ကြားလား။အာလူတွေမှာရှော့တွေအများကြီးပေကတ်နေတဲ့တဲ့ဆိုတော့ကိုလည်းသိတယ်မလား။ ရပြီလားအမေကျမတေချာဆေးပြီးသွားပြီဘယ်ရအောင်မလဲဒီအရွက်တွေကိုနောက်ထပ်၄၅ခေါက်တေးကျေးချာချာဆေးအရင်တော့မှဒီထဲမှာရှိတဲ့ရှင်တွေတဲတွေကြောက်စလက်ခဲတွေအားလုံးပါသွားမှာတွေ့လားတွေ့လားဘလောက်တောင်မှရှင်တွေထွက်သွားပြီလဲဆိုတာကိုတွေ့လားဗီနီကာကလည်းတွေ့သွားခဲ့ပါတယ်တကယ်ကိုရှင်တွေတဲတွေအများကြီးရှိနေခဲ့ပါတယ်ဒါဆိုရင်အမေကျမတို့ဟင်းသီးဟင်းရွက်တွေကိုကောင်းကောင်းမစေးဘူးဆိုရင်တော့ဒီသဲရမြေကြီးတွေအများကြီးကိုကျမတို့စားမိသွားတာပေါ့ဒါဆိုရင်တော့ကျမတို့ဘလောက်တောင်မှဒုက္ခရောက်လိုက်ကြမလဲရှင် ဒါပေါ့ချွေးမလေးရဲ့ငါတို့တေးချမတတ်ရှင်ပဲစားမယ်ဆိုရင်တော့နေမကောင်းဖြစ်နိုင်တာပေါ့အဲ့ဒါကြောင့်ပဲဘိုက်မကောင်းတဲ့ပြဿနာတွေဖြစ်လာခဲ့ရလေဒါကြောင့်စားတောက်တဲ့အစားတောက်တွေအားလုံးကိုတေးချစေးကြောတန်းစင်ပြီးတော့မှစားတောက်တဲ့နယ်လို့ပြောတာအခုတေးချတန်းစင်ထားတဲ့အစားတောက်တွေကိုချက်ပြုတ်တော့အရသာပိုးရှိတာပေါ့ငါတို့စားစရာတောက်စရာတွေမှလည်းကြောက်စရစ်ခဲတွေခဲလုံးတွေပါစရာမလိုတော့ဘူးအမေကျမဂရိပေးပါရဲနောက်ဆိုရင်တော့အစားတောက်တွေကိုမချက်ပြုတ်ခင်ကျမတေးချတန့်ရှင်းလုပ်မယ်အမေပြောတဲ့စကားကိုလည်းနားထောင်မယ်နော် ဗီနီတာရခမဖြစ်သူကနားလဲမှုရှိရှိနဲ့ဆုံးမပြလိုက်ပါတယ်။ချွေမလေးရဲ့အားနည်းချက်တွေကိုထောက်ပြခဲ့တဲ့အခါမှာချွေမလေးလည်းသဘောပေါက်နားလဲသွားပါတယ်။ချွေမလေးကလည်းရခမဖြစ်သူကတေချာတင်ကြပြသားတဲ့အတွက်ကြောင့်မို့လို့ကောင်းမွန်တဲ့အရာတွေကိုတင်ယူနိုင်သွားပါတယ်။သူကအလုပ်တိုင်းကိုလည်းအများမလုပ်တော့ပါဘူး။သူမှအရင်ဆုံးစံတွေပဲတွေကိုတေချာရွေးပါတယ်။ပြီးတော့မှထမင်းဟင်းချက်ပြုတ်ပါတယ်။ဒီနောက်သူမှဟင်းတွေထဲမှာကြောက်စရစ်ခဲတွေလည်းမကင်မီတော့ပါဘူး။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဂုံတိုက်လွန်ရဲ့ရောင်မစော်တဲ့ပုံမြင်ပဲဖြစ်ပါတယ်။လာပါအမေရဲ့အမေရဲ့မြီးချွေးမလေးကိုလာပြီးတော့စုတောင်းပေးပါဦး။သူ့ကိုအိမ်တဲကိုလည်းဝင်ခိုင်းရအောင်မယ်လေ။မဟုတ်တာချွေးမလေးရဲ့နင်းကိုယ်တိုင်ပဲလှုပ်လိုက်ပါတော့ဒါကနင်းရဲ့တာဝန်ပဲလေ။ငါကနင်းနဲ့နင်းရဲ့လင်ကြီးမနှစ်ယောက်လုံးကိုလည်းအိမ်ကုန်ဒီပုံစံအတိုင်းပဲခေါ်လာခဲ့တာ။အခုနင်းတို့လင်ကြီးမနှစ်ယောက်ချွေးမလေးကိုအိမ်တဲကိုဝင်ဖို့အတွက်ကြိုးစိုးပေးလိုက်ကြလေ။ဒါဆိုရင်တော့လိုက်ခဲ့လေ။ ကျမတို့အားလုံးအတူတူချွေးမလေးကိုအိမ်ထဲဝင်ဖို့အတွက်ကြိုးဆိုကြရအောင်ပါဆရလာကတော့သူ့ရဲ့လေညီမကိုမတိကြအောင်စောင့်ပြီးရခုံမနဲ့အတူတူချွေးမလေးကိုကြိုးဆိုလိုက်ပါတယ်ခဏနေတော့ပထမဦးဆုံးအိမ်မှာရိုးရအစင်လာတွေအများကြီးရှိတယ်ဒီအစင်လာတွေပြီးသွားတဲ့အခါကျရင်တော့နင်းရဲ့မျက်နှာကြည့်ပွဲလည်းရှိတယ်နောက်နေ့မနက်မော်လင်းသွားတဲ့အခါကျရင်တော့နင်းပထမဦးဆုံးမိဖို့ကြောင့်လည်းဝင်ရမယ်နေပဲဟုတ်ကဲ့ကောင်းပါပြီအဖွာခဏနေတော့ဒီမရဲ့မျက်နှာကြည့်ပွဲကိုဆင်နွှဲကြပါတယ် အားလုံးအိမ်ကိုပြန်သွားခဲ့တဲ့အခါမှာအတော်ဖြစ်သူရောက်ရှိလာခဲ့ပါတယ်။ကဲရော့ချွေးမလေးရဲ့ဒါကနေရဲ့မျက်နှာကြည့်ပွဲအတွက်ငါးဘက်ကပေးတဲ့လက်ဆောင်ဒီထဲမှာငါငွေ9000ထည့်ထားတယ်နော်။နေဒီငွေနဲ့တခုခုဝယ်လိုက်ပါ။အတော်ရေးဘောဖြစ်လို့ကျမကိုလက်ဆောင်ကိုဖွက်ဖွက်ပြီးတော့ပေးနေရတာလေ။ဒီအိမ်မှာဘာတခုခုမှပွင့်ပွင့်လင်းလင်းပေးလို့မရပါဘူး။ဒီအကြောင်းတွေကိုတော့နေနားလည်းမမဟုတ်သေးဘူး။ပြီးတော့ငါနှင်းကိုအများကြီးပေးတယ်ဆိုတဲ့အကြောင်းနေရောက်ခမမသိစေနဲ့နော်ပြောဆိုပြီးနောက်မှာတော့အတော်ဖြစ်သူကလည်းထွက်ခွာသွားခဲ့ပါတယ် ထိုးစားလိုက်တာသူများတွေကငွေနဲ့နဲ့ပဲပေးကြတာသူကြတော့ငွေအများကြီးငါ့ကိုတက်တက်လေးပေးသွားတယ်အမေကတော့ငါကဒီအကြောင်းမပြောပြဘူးဆိုရင်တော့အတော်ကဘာမှမပေးဘူးဆိုပြီးတော့ထင်မှတ်တော့မှာပဲဒီလိုနဲ့သူမကလည်းစဉ်းစားနေခဲ့ရင်နောင်နေမနက်မိုးလင်းသွားခဲ့တဲ့အခါမှာတော့ကဲချွေးမလေးဒါဆိုရင်တော့ဒီနေ့နေ့ပထမဦးဇော်မီဖို့ကန်နေဝင်ရမယ်နေပဲနေလှုပ်เสียရရှိတာလှုပ်လိုက်တော့ဒီတာဝင်ပြီးပြီဆိုရင်တော့ငါလည်းအေးအေးစိတ်နေလို့ရပြီဘာကောမှထပ်ပြီးတော့စိတ်ပူစရာမလိုတော့ဘူး ဟုတ်ကဲ့ပါအဖွာရေဘာမှလည်းစောရင်ပူပန်းမနေပါနဲ့ကျမတယောက်လုံးရှိတာပဲကျမအားလုံးလုပ်ပေးမယ်။ဘာလုပ်ရမလဲဆိုတာကိုသာပြောလိုက်တော့ကျမအားလုံးတိတ်ချချက်မယ်။မိဖို့ကံကရောပမာလေးအဖွာဖြစ်တော့ကမိဖို့ကံကိုလိုက်ပြပေးခဲ့ပါရီ။ချွေးမလေးမိဖို့ကံနဲ့ရောက်ရှိသွားခဲ့တဲ့အခါမှာတော့မိဖို့နှစ်ခုရှိနေအောင်ကိုတွေ့ခဲ့ရပါရီ။မိဖို့နှစ်ခုရဲ့ကြားထဲမှာဂရင်ပုတ်လေးတစ်ချက်ချထားပါရီ။ဒီမှာမိဖို့ကံကနှစ်ခု အလဲကနေပြီးတော့ဂရင်ပုတ်လေးတစ်ခုပဲချထားတယ်။ထူးဆန်းတယ်နော်။အေးဟုတ်တယ်လေမိချွေးမလေးရဲ့ ဒီဘက်ကမိဖို့ခံကတော့နေရောက်ခမရဲ့မိဖို့ခံပေါ့အခုလက်ရှိတော့နေရဲ့မိဖို့ခံဖြစ်သွားပြီနေကိုရိုင်းပဲဒီမှာချက်ပြုတ်ရတော့မှလေဟိုဘက်ကမိဖို့ခံကတော့နေရဲ့အတော်ရောက်ခမရဲ့မိဖို့ခံအဲ့ဒီဘက်မှာသူကထမင်းဟင်းချက်ပြုတ်တယ်လေဟုတ်လားအဖွာရဲ့ဒါဆိုရင်တအိမ်ထဲမှာမိဖို့ခံနှစ်ခုရှိနေရပါတော့နော်တအိမ်ထဲအတူတူနေကြတာပဲဘာဖြစ်လို့အတူတူမစားတော့ကြတာလဲတအိမ်ထဲမှာမိဖို့ခံနှစ်ခုထားစရာလိုအပ်လို့လားဩဒါကတော့ကံတရားအတိုင်းပဲပေါ့ ကံတရားဖြစ်စေခြင်းနဲ့အရာတွေအားလုံးကတော့အမှန်တကယ်ဖြစ်လာရတာပဲဒီကိစ္စတွေကပြောပြဖို့အတွက်ဆိုရင်တော့အရှိကြီးပဲဘလောက်တောင်မှငါနဲ့ကိုပြောပြရမလဲဒါရီအားလုံးကိုခဏလေးထားလိုက်ပါနေရဘဝကိုပဲအစားကနေပြီးတော့ပြန်လဲစတင်လိုက်တော့ဒါဆိုရင်တော့အနေတစ်ခုခုလုပ်လေမောအချို့အနေနဲ့ဟလဝါလေးတစ်ခုပြင်ဆင်လိုက်မနက်စကိုလည်းကောင်းကောင်းလေးပြင်ဆင်လာခဲ့အောင်အာလူပလာတာလေးလုပ်လိုက်နော်ခဏနေတော့အန်ဂီတာကလည်းထမင်းဟင်းတွေပြင်ဆင်ပြီးတော့ရောက်ရှိလာခဲ့ပါတော့တယ်ဒါနဲ့အမေအထော်ရော တော်မလာဘူးလားယင်အတော့ကိုလည်းကျမရှာလို့မတွေ့ဘူးသူ့အတွက်ကိုရောကျမတခါတည်းပဲထမင်းခိုးပေးလိုက်ရတော့မလားမဟုတ်ဘူးမလို့ဘူးသူ့အတွက်ဘာမှထမင်းခိုးပေးနေစရာအကြောင်းမရှိဘူးနင်ငါတို့စားတော့ဖို့အတွက်ကိုပဲခိုးလိုက်တော့ဒီလိုနဲ့တို့မိသားစုဝင်တွေအားလုံးစားတော့ပြီးသွားတဲ့အချိန်မှာတော့အတော်ဖြစ်သူကလည်းသူ့ယောက်ျားနဲ့သူ့သားလေးကိုခေါ်ပြီးထမင်းစားဝိုင်းမှာမုတ်တွေကိုလာစားခဲ့ကြရပါတယ်ကျွေးမအစ်တလေးကတော့သူမပထမဦးဆုံးမိဖို့ကံနဲ့ဝင်ပြီးချက်ပြုတ်ထားတဲ့သမင်းဟင်းတွေကိုသူတို့ကိုလည်းတဲ့ခင်ကျွေးလိုက်ပါတယ် ကောင်းတယ်ချွေးမလေးရဲ့ကောင်းတယ်တကယ်အရသာရှိပြီးတော့စားလို့ကောင်းတာပဲငါကတော့သဘောကျတယ်ဒါနဲ့ဒါလေးကိုမြေးကြည့်ပြီးတော့ပြောစမ်းမအောင်ဘလို့အရသာရှိလဲဒါကတော့ငါကိုယ်တိုင်ချက်ထားတာလေကောင်းတယ်တော်ရဲ့ကျမစားကြည့်ပြီးသွားပြီးအတော်လေးစားလို့ကောင်းတယ်ဒီလားအတော်ချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကလည်းအရသာရှိရပဲကျမကိုလည်းထမင်းဟင်းချက်ပြုတ်နေတင်ပေးပါနော်ရပါတယ်ကိစ္စတော့လည်းမရှိပါဘူးအခုကျမတို့ကတိုင်ထဲမှာအတူတူနေထိုင်နေကြတာဆိုတော့အတော်စီကနေပြီးတော့ကျမထမင်းဟင်းချက်ပြုတ်နေပြီးအများကြီးကိုတင်ယူလို့ရတယ် ေးအေးအေးဟုတ်ပါပြီဟုတ်ပါပြီဒါကတော့ရပါတယ်ဒါပေမဲ့ငါရဲ့လင်ကြီးမလင်ရခမကိုတော့ဒီအကြောင်းတွေတွားပြီးတော့ပြောမနေနဲ့အောင်တော့ကြားလာတိတ်တိတ်လေးပဲနေနေထမင်းဟင်းချက်ပြုတ်နေတင်ကျင်နေဆိုလို့ရှင်တော့ငါနဲ့ကိုတင်ပေးလို့ရတယ်ငါနဲ့ကိုအေးစေးတင်ပေးမယ်ငါမှတမိလဲရှိတာမဟုတ်ဘူးဆိုတော့ငါနဲ့ကိုတမိအရင်လေးတယောက်လိုမျိုးအရန်အတန်ရောဆင်ရှိပြီးတော့ချစ်မိသွားတယ်ဒါကြောင့်ဒီနေ့ဆောက်ပြီးရောနင်းကငါရဲ့တမိလေးပဲကြားလာ အခုဆိုရင်တော့ဒီမမိဖို့ခံနေဝင်ပြီးထမင်းဟင်းသွားချက်ပြုတ်တဲ့အခါတိုင်းအတော်ဖြစ်သူနဲ့မျက်နှာချင်းဆိုင်တွေ့ရပါတယ်။ဒီမကထမင်းဟင်းချက်ပြုတ်ပြီးအမျိုးမျိုးကိုလည်းတင်ယူလေ့လာခဲ့ပါတယ်။ဒီအကြောင်းတွေအားလုံးကိုတော့ရောက်ခမဖြစ်သူအခုချိန်အထိမသိသေးပါဘူး။ဒီလိုနဲ့တရမှာတော့ဒါနဲ့အဖွာသမီးတို့အားလုံးစပွဲဝိုင်းတစ်ခုထဲမှာအတူတူထိုင်ပြီးထမင်းစားတောက်ရမယ်ဆိုရင်တော့ဘလောက်တောင်မှပြောစရာကောင်းလိုက်မလဲနော်။အေးဟုတ်တယ်ချွေးမလေးရဲ့အရန်ကိုပြောစရာကောင်းမှာပေါ့။ ဒါပေမဲ့နေရောက်ခမကတော့ဒေါသကြီးလွန်ပါတယ်လေသူဘယ်တော့မှလက်ခံမှာမဟုတ်ဘူးဒါဆိုရင်တော့ကျမကိုယ်တိုင်ပဲအမေနဲ့စကားတော်ပြောကြည့်လိုက်မယ်အန်ဂိတာကလည်းရောက်ခမစီသွားပြီးနောက်မှာတော့ဒီအကြောင်းကိုစကားပြောကြည့်ခဲ့ပါတယ်ရောက်ခမဖြစ်သူကတော့ချွေးမလေးကိုပဲပြန်ပြီးစူပူလိုက်ပါတယ်ချွေးမပြောတဲ့စကားကိုသူကလုံးဝနားမထောင်ခဲ့ပါဘူးကဲဒီမှာအန်ဂိတာနင်းဒီအိမ်အကြောင်းတွေကိုဘာတခုမှသိသေးတာမဟုတ်တလို့မျိုးနင်းဒီအိမ်ကိုရောက်လာတာလဲရအနေငယ်လောက်ပဲရှိသေးတယ်ဒီကိစ္စတွေကိုဝင်မပါစမ်းပါနဲ့ ဒီအကြောင်းကိစ္စတွေကိုမသိချင်အောင်စောင့်ပြီးတော့ပဲကြော်သွားလိုက်။နေအတွက်အကောင်းဆုံးဖြစ်လိုက်မယ်။လေးရက်လောက်ပဲသူကနေကိုကောက်ကောက်မို့ဆက်ဆံပြလိုက်တာနဲ့နေရတော့တော်တော်လေးကောင်းတယ်ဆိုပြီးတော့ထင်မှတ်နေရလေ။ငါသူနဲ့နှစ်ပေါင်း30လောက်အတူတူကုန်ဆုံးခဲ့ရတာ။သူ့အကြောင်းငါကောင်းကောင်းသိတယ်။ငါထပ်ပို့ပြီးတော့သူ့အကြောင်းဘသူသိမလဲ။မိဖို့ကံတခုတည်းအတူတူလှုပ်ချင်တယ်ဆိုတော့နေရဲ့စာနာတွေအားလုံးကိုနေရဲ့စိတ်ထဲကနေထုတ်ပယ်ပြလိုက်တော့နားလေလား။ကြောင်မှန်ပါတယ်အမေရဲ့တကယ်တော့ကျမအမေကိုနာကျင်ခံစားရစေခြင်းလို့အခုလိုစကားပြောလိုက်တာမဟုတ်ပါဘူး ဒီလိုနဲ့ပဲနောက်ထပ်အချိန်တွေကုံဆုံးသွားခဲ့ပါတယ်။အခုဆိုလို့ရှင်တော့လင်းကြီးမဖြစ်တော့ရဲ့တားလေးရိုဟန်ကလည်းလက်ထပ်တော်မှာပါ။သူ့အတွက်တို့သမီလောင်လိုက်ရှာနေခဲ့ကြပါတယ်။တရမှာတော့သူကရခမဖြစ်သူကိုပြောပါတယ်။အမေရေရိုဟန်ကိုလည်းလက်ထပ်ပြီးတော့မလို့တိုင်မကြခင်မှာသူ့ရဲ့မင်္ဂလာရက်ကောင်းရက်မြတ်ကိုလည်းကျမတို့ရွေးချယ်ကြတော့မှာ။အမလီကောင်းလိုက်တာကောင်းလိုက်တာဒါအတော်ကောင်းတဲ့ကိစ္စတခုပဲ။နေတော့လင်းကြီးမနှစ်ယောက်အလုံးကလည်းတစ်နှစ်အတွင်းမှာပဲလက်ထပ်ပြီးတော့ငါအိမ်ကိုရောက်လာခဲ့ကြတာလေ။ ခုဆိုရင်တော့နင်တို့နှစ်ယောက်လုံးရဲ့ကလေးတွေကလည်းတစ်နှစ်ထဲမှာပဲအတူတူလက်ထပ်ကြတော့မယ်။ချွေမနှစ်ယောက်လုံးလည်းအိမ်ကိုရောက်လာကြမယ်။ကလေးတွေလည်းဒီပုံစံအတိုင်းမွေးလာမယ်ဆိုလို့ရှင်တော့ငါတို့မျိုးဆက်သုံးဆက်ပြောစရာကြီး။မဟုတ်တာအမေရဲ့ကျမတို့လက်ထပ်ပြီးအိမ်ကိုရောက်လာတဲ့အချိန်တုန်းကအိမ်မှာမိဖို့ကံတစ်ခုတည်းရှိတော့အခုအိမ်မှာမိဖို့ကံနှစ်ခုလေး။သူတို့နှစ်ယောက်ကလင်ကြီးမောင်တွေဖြစ်သွားကြမယ်ဆိုပေမဲ့စိတ်ချင်ဘယ်တော့မှနှီးစက်မှာမဟုတ်ဘူးတကယ်တော့နင်တို့ကိုယ်တိုင်ကအိမ်မှာမိဖို့ကံနှစ်ခုလောက်ခဲ့ကြတာမဟုတ်လား နင်တို့ကအိမ်ကိုပဲနှစ်ချမ်းခွဲခဲ့တာမဟုတ်ဘူးဘဝရီကိုလည်းနှစ်ချမ်းခွဲပြစ်လိုက်ကြတယ်။နင်တို့နှစ်ယောက်လုံးကလည်းတယောက်နဲ့တယောက်ဝင်ပါပဲနေထိုင်ခဲ့ကြတယ်လေ။တယောက်ရဲ့ပြောရှင်းမှုမှာတယောက်မပါတော့သလိုမျိုးတယောက်ရဲ့ဝမ်းနည်းမှုမှာလည်းမပါတော့ဘူး။ခွဲနေရကပြောစရာမကောင်းဘူး။အတူတူနေတာဘလောက်တောင်ပြောစရာကောင်းလဲဆိုတော့ကိုနင်တို့နားမလည်သေးဘူး။ကျမနားလည်ပါတယ်။ကျမကအဲ့ဒါကြောင့်လဲနောက်ထပ်ကလေးတယောက်ထပ်မယူခဲ့တာပေါ့တကယ်လို့ကျမမှာနောက်ထပ်ချွေးမတယောက်ရှိအောင်မဲဆိုလို့ရှင်တော့သူကလည်းမိဖို့ကံကိုထပ်ခွဲနေဘလို့လုပ်မလဲ ပြီးတော့အမကိုလည်းပြောလိုက်ပါသူ့တို့လေအခုလက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကိုလေအခုဆိုရင်တော့အိမ်မမင်္ဂလာဆောင်အတွက်ပြင်ဆင်နေခဲ့ကြပြီးချွေမလေးကလည်းဝမ်းသာပျော်ရွှင်စွာနဲ့ပါဝင်ပေးခဲ့ပါတယ်။လက်ထပ်ပြီးနောက်မှာတော့နောက်ထပ်ချွေမလေးတယောက်အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။လက်ထပ်ပြီးရန်အနေငယ်ကြားသွားတဲ့အခါမှာလင်ညီမနှစ်ယောက်လုံးကလည်းသူတို့ရဲ့မိဖို့ကံကိုစီမထမင်းဟင်းချက်ပြုတ်ကြပါတယ်။နှစ်ယောက်သာထမင်းဟင်းချက်ပြုတ်နေရင်းနဲ့စကားလည်းပြောကြပါတယ်။အကူတယောက်လည်းအကူညီပေးကြပါတယ်။အမကတကယ်အရန်ကောင်းတယ်တိလား။ ကျမကအမလိုလေးညီမကိုရတဲ့အတွက်တကယ်ဝမ်းသာမိတယ်။ကျမတို့နှစ်ယောက်တော့အတူတူထမင်းဟင်းချက်ပြုတ်ခွင့်ရရင်ဘလောက်ကောင်းမလဲနော်။ကျမကတော့လေမိဖို့ကံတခုတည်းမှာအတူတူထမင်းဟင်းချက်ပြီးအားလုံးကိုကျွေးကျင်တာအတူတူအလုံးလုံးရင်အလုံးကပိုတော့ပြီးရုံမယ်။အခုတော့ကျမတို့ကမိဖို့ကံနှစ်ခုကြားထဲမှာရှိတဲ့ဂရင်းပေါက်ကနေပြီးတော့ပဲဆက်သွယ်နေရတယ်။ငါတို့လည်းဘာမှလုပ်လို့မရတော့ဘူးလေစူးစမ်းခဲ့တာပဲ။ဒါပေမဲ့ဒီနေရံနဲ့ဂရင်းပေါက်ကိုတော့ငါတို့လည်းမဖြိုချနိုင်ခဲ့ဘူး။ ငါလည်းအမေနဲ့ပြောကြည့်ပါရဲအမေကဒီအကြောင်းတွေကိုမပြောချင်ဘူးဆိုတော့ငါလည်းမတားနိုင်ဘူးလေဟုတ်တယ်နော်အခုကတော်တော်လေးကိုများသွားပြီကျမတို့လည်းဒီမိဖို့ကန်းကြီးကိုဖြိုချဖြက်စီပြင်မှဖြစ်တော့မယ်ဒါနဲ့အမကျမကိုအကူအညီပေးမလားယင်ဒါဗောဒါဗောအင်ကငါ့ဆိုင်ထဲမှာရှိတဲ့စကားတွေကိုပြောနေရလေငါအကူအညီပေးရမှာဗောဒါပေမဲ့အိမ်မှာဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်သူမှစကားမပြောချင်ကြဘူးဒါနဲ့အတော်တယောက်လုံးရှိတာပဲဘာတွေဖြစ်ခဲ့ရလဲဆိုတာသူ့ကိုပဲမေးကြည့်ရမယ်နှစ်ယောက်သားကလည်းအတော်စီကိုတွားခဲ့ကြပါရဲ့ ကောင်းတယ်ချွေးမလေးတို့ရဲ့နင်တို့ဒီကိစ္စငါ့ကိုလာမေးရအရန်ကောင်းတယ်ခုမှပဲငါအမှန်တရားကိုပြောပြလို့ရတော့တယ်လွန်ခဲ့တဲ့နှစ်ပေါင်း30အရင်ငါလက်မထက်ရသေးခင်တုန်းကပေါ့အရင်ဆုံးငါအကိုအကြီးလက်ထက်တယ်နောက်တော့ငါအကိုအငယ်လက်ထက်တယ်ငါကမိသားစုတွေမှာအချစ်ခံရအောင်ဆုံးညီမငယ်လေးပေါ့ဒီနောက်ရောင်မတွေအိမ်ကိုရောက်လာတော့ဘယ်သူမှငါ့ကိုဂရုမစိုက်ကြတော့ဘူးအားလုံးကလည်းရောင်မအကြီးတွေကိုပဲမေးမြန်းကြတယ်နှစ်ယောက်လုံးကလည်းတယောက်ကိုတယောက်တန်ရောစင်ကြီးကြတယ်အမေကလည်းသူ့ချွေးမလေးတွေကိုတားအားချစ်တာလေ ငါမေကိုယ်တိုင်ကချွေမတွေကိုဒီလောက်ချစ်နေတော့ငါလည်းမနာလို့ဖြစ်တာပေါ့ဒီပုံစံအတိုင်းပဲရှေ့ဆက်သွားနေမယ်ဆိုရင်တော့ငါတန်ဖို့ကြသွားလိမ့်မယ်လို့ငါထင်ခဲ့အဲ့ဒါကြောင့်ငါကလည်းသူတို့နှစ်ယောက်ကိုစိတ်ဝင်ကွဲအောင်လုပ်ခဲ့မိတယ်ငါရဲ့ရောင်မအကြီးကတော့အယုံလွယ်လွန်းနေလေငါသူ့ကိုပြောလိုက်တာနဲ့သူကချက်ချင်းပဲယုံကြည်သွားရောဒီလိုနဲ့ငါကလည်းနှစ်ယောက်ကြားထဲမှာသွေးခွဲဖို့အတွက်အစွမ်းကုန်ကြိုးစားခဲ့တယ်အောင်မြင်သွားခဲ့ရမယ်ပြောတာပဲနောက်တော့လေငါရဲ့ဂျန်စီရီအားလုံးကအောင်မြင်နေလေ ငါရောင်မတွေကလည်းမိဖို့ကန်ကိုတီးတန့်စီခွဲထွက်လိုက်ကြတယ်တီးတန့်ပဲချက်စားကြတော့တယ်စကားလည်းမပြောကြတော့ငါဘယ်အချိန်မှဒါရီအားလုံးကိုပြန်ဝက်လဲလဲဆိုတော့ငါရောင်မကိုယ်တိုင်ကငါ့ကိုအခုလိုလုပ်တဲ့အချိန်မှငါဝက်လေတာပဲငါ့ရဲ့မိသားစုကိုငါဖျက်ဆီးခဲ့မိတယ်ဒီเจ้าတွေကိုဆော်လာနဲ့သူ့ရဲ့လင်ကြီးမကြားသွားခဲ့ပါတယ်ဒီနောက်သူတို့ရောင်မလေးကလည်းတောင်းပန်ခဲ့ပါတယ်လင်ကြီးမနှစ်ယောက်လုံးကလည်းခွင်တော်ပေးခဲ့ပါတယ်ဆော်လာနဲ့လကားတို့နှစ်ယောက်လုံးကတော့အထင်လွဲမှမှုတွေအားလုံးကိုပြေဖြောက်လိုက်ပြီးတယောက်ကိုတယောက်ဖတ်ထားခဲ့ကြပါတယ် ။ဒီနေ့ဆောက်ပြီးအိမ်မှာရှိတဲ့မိဖို့ကံကိုတခုတည်းပြန်လဲပေါင်းစည်းလိုက်ပြီးလင်းကြီးမလေးတွေကလည်းအတူတူထမင်းဟင်းချက်ပြုတ်ကြပါရစေ။မိသားစုတွေအကုန်လုံးကလည်းထမင်းစားဝိုင်းတခုတည်းမှာအတူတူပျော်ရွှင်စွာနဲ့ထမင်းစားတောက်ခဲ့ကြပါပြီ။ဒါကြောင့်အားလုံးလည်းဝမ်းသာကြပါရစေ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။